္လာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြေဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ6ရက်နေ့ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ CDF ထန်တန်ကတမတ်ကာလအတွင်းငှက်နဲ့ဓာတ်ကောင်ရမယ်ဖြစ်ဖို့တာမြင့်ကြောင်းစေဝါရှာပါပြီးလူတေဆုံးမှုတွေထိဖြစ်ပွားပေမဲ့ဘလဝမြို့နီးပြည်သူစေယုံအပါဝင်ဌာနဆိုင်ရာပစ္စည်းတွေကိုအေအေကရခိုင်ဘက်သို့ပြောင်းရွှေ့ကြောင်း ကမ်ဘလူမြို့နယ်ငပြိုးတိုင်းရွာအနီးစစ်ကောင်စီတပ်သား2ဦးကိုလက်နက်ခဲယမ်းများနဲ့အတူ အရှင်ဖမ်းမိကြောင်းကုတ်ဂရိနဲ့ကလေးမြို့နယ်ရှိဂျေးရွာများကိုစစ်တပ်ကလေးချောင်းချင်းဘုံချေတိုက်ခိုက်မှုတွင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိပြီး စားတင်ကြောင်းနဲ့နေအိမ်များပျက်စီးကြောင်းနဲ့ကုတ်ခိုင်မြို့နယ်မုံစီဂျေးရွာအုပ်စုတွင် ရွှေတူးဖုံမှုကိုတွားရောက်တားမြစ်ရာမှ MNDAA ကပြစ်ခတ်သဖြင့် ီသူ6ဦးတည်ဆုံးခဲ့ရာတရားမျှတမှုရရှိရေးပီသူများကတောင်းဆိုကြောင်းတို့ပဲဖြစ်ပါရရှင် CDF တန်လန်ကတမတ်ကာလအတွင်းငှက်နဲ့တားကောင်များမဖြစ်ဖို့တာမီထားတဲ့တရင်ကို တင်ဆက်ပေးတော့ပါမယ်ရှင် Chilean Defense Force တန်လန်ထင်းချုံနေမိတဲ့မှာတမတ်ကာလအတွင်း တောနေချင်းခန့်နဲ့တောကောင်အမျိုးမျိုးပြစ်တဲ့ချင်းကိုပိတ်ပင်တယ်လို့ GDF ထန်လန်က2025ခုနှစ်မတ်လ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ GDF ထန်လန်ထင်းချုံနေမိသေးကတောငှက်နဲ့တောကောင်များကိုထိန်သိမ်းနိုင်ဖို့အတွက်အချက်၃ချက်ပါစည်းကမ်းကိုထုတ်ပြန်ထားခြင်းဖြစ်ပြီး2025ခုနှစ်မတ်လ9ရက်နေ့ကစလို့မေလ31ရက်နေ့အထိတောငှက်များအသိစောက်ချိန်နဲ့ ဥဥချင်းဖြစ်တာကြောင့်အတိတ်ဖြစ်စီခြင်းခက်ထောင်ချောက်ဆင်ခြင်းပိတ်ကွန်များတာပြီးခက်ဖန်ခြင်းလေတနက်နဲ့လေကွာရောဖြစ်ဖြစ်တဲ့ခြင်းတို့မပြိုလို့ရန်တာမြစ်ထားပါရယ်အလားတူဧပြီလ၁ရက်နေ့ကနေဇွန်လ30ရက်နေ့ထိဒိုးကောင်များကိုဝင်လွေချိန်နဲ့တားပေါက်ချိန်ဖြစ်တာကြောင့်ဒီအတော်တွင်ဒိုးထွက်အမင်းလိုက်ခြင်းနဲ့ကျောက်ကွင်းထောင်ချင်းမပြိုလောက်ကြရန်အတိပေးထားတယ်လို့သိရှိရပါတယ်။ CDF တန်လောင်တာဝန်ရှိသူတို့က ဒါမျိုးတဲ့အချိန်လေးကိုတော့လိမ့်နာစေခြင်းနဲ့ဥပမာပြောရရင်ငှက်တွေဥဥနေတဲ့အချိန်သွားပြစ်တက်လိုက်ရင်အဲ့တကောင်တည်းမဟုတ်ပဲနဲ့ဥရေအကုန်လုံးလေးဆုံးရှုံးလိုက်ရတယ်လို့ဒေါကောင်တွေလည်း ကိုဝင်လွေချိန်မှာပြတ်တက်မိရင်တကောင်ဒီမဟုတ်တော့ဘဲနဲ့ပိတ်သေးကဒါလောင်လေးလေးတည်ဆုံရပါတယ်။ဒါကြောင့်တက်မှတ်ချိန်လေးမှာတော့စီကံလိမ့်နာပေးကြဖို့ပြောချင်တယ်လို့ပြောဆိုထားပါတယ်။ CDF ထန်လောင်ရဲ့ damage ချက်တွေဟာတဘာဝတိုးကောင်နဲ့ခက်များကိုထိမ့်သိမ့်နိုင်ဖို့ဖြစ်တာကြောင့် damage ချက်ဖြုတ်ဖြတ်တဲ့မိသူမဆိုးလောက်ထုံလုံးကြီးအတိုင်းအပြစ်ပေးသွားမယ်ဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ဆေးဝါးရှာပါပြီးလူတည်ဆုံးမှုတွေထိဖြစ်ပွားပေမဲ့ဘလဝါမြို့နေပြီးသူဆေးရုံအပါဝင်ဌာနဆိုင်ရာပစ္စည်းတွေကိုအေအေကရခိုင်မြို့တို့ပြောင်းရွှေ့တဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ချင်းပြည်ပလဝမြို့နယ်မှာဆေးဝါးရှာပါပြီးလူသေးဆုံးမှုတွေထိဖြစ်ပွားပေမဲ့ပလဝမြို့ပြည်သူ့ဆေးရုံပစ္စည်းအပါဝင် အစိုးရပိုင်းဌာနဆိုင်ရာပစ္စည်းတွေကိုအရခတက်တော် AA ကတင်းစီသွားပြီးရခိုင်ပြည်နယ်ဘက်ကိုပြောင်းရွှေ့ထားတယ်လို့သိရှိရပါတယ်ဒေတာခန်တူကပလဝဆေးရုံမှာတောက်ဆေးတွေတိတ်မရှိပေမဲ့ တခြားဆေးနဲ့ပတ်သက်တဲ့ကိရိယာတွေအများကြီးရှိပါသေးတယ်။ဈေးရုံပြန်ဖွင့်မယ်ဆိုရင်တော့ပြန်ဖွင့်လို့ရသေးတယ်။ဘလဝမှာပြည်သူတွေဂျမ်းမာရေးအတွက်ဈေးရုံစေခန့်တွေလိုအပ်တယ်။ဈေးကူတာမှုမရလို့တည်ဆုံးသူတွေရှိနေတဲ့အချိန်ဈေးရုံစေခန့်တွေပြန်မဖွင့်ပဲဈေးရုံပစ္စည်းတွေအကုန်တင်းယူပြီးသူတို့ရခိုင်ဘက်ကိုတည်သွားကြတာတကယ်စိတ်မကောင်းဘူးလို့ပြောဆိုထားပါတယ်။ဘလောက်ဝမြို့နယ်မှာဈေးဝါရှာပါပြီးဈေးကူတာခွင့်မရလို့ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဒူချောင်းဝကျေးရွာကအသက်၅နှစ်အရွယ်ကလေး၂ဦးကျေးတွာကျေးရွာကအသက်၆နှစ်အရွယ်ကလေး၁ဦးဆုတ်ချောင်းကျေးရွာကအသက်၅၀နှစ်အရွယ်လူကြီး၁ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရှိရပါတယ်။ဒါပြင်ပလောဝမြို့ဌာနဆိုင်ရာယုံတွေက ပစ္စည်းတွေကိုလည်းအေးအေးကတင်စီသွားပြီးဌာနဆိုင်ရာယုံတချို့ကိုလည်းဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။ပလောဝမြို့နယ်ဒေသခံတို့က မြို့မရက်ကွက်ပေါ်လုံးကွန်းတောင်ပေါ်ဆောက်လုပ်ရေးရုံကပစ္စည်းတွေကိုအေအေကအကုန်ယူပြီးအဆောက်အဦကိုလည်းရှင်းလင်းဖြည့်ဆည်းလိုက်တယ်။တခြားဌာနဆိုင်ရာရုံးတွေလည်းအတိုင်းပဲလုပ်ကြတယ်။ပစ္စည်းကောင်းတွေကိုယူပြီးဂျန်နာကိုဖြည့်ဆည်းပြတဲ့အကုန်လုံးရခိုင်ဘက်ကိုတည်သွားကြတယ်လို့ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကဘလဝါမြို့ဌာနဆိုင်ရာရုံးတွေကပစ္စည်းတွေကိုအေအေကယခုလိုတင်စီပြီးရခိုင်ပြည်နယ်ဘက်ပြောင်းရွှေ့ကြတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ကမ်ဘလိုမြို့နယ်ငပြိုးတိုင်းရွာနီစစ်ကောင်စီတပ်သား2ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းမိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ စကိုင်းတိုင်းကမ်ဘလူးမြို့နယ်ငပြိုတိုင်းဂျေးရွာအနီးတွင်စစ်ကောင်စီတပ်သား2ဦးကိုလက်နက်ခဲယမ်းများနဲ့အတူ အရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါတယ်။2025ခုနှစ်မတ်လ9ရက်နေ့ကကမ်ဘလူးမြို့နယ်ရွှေဘူမြစ်ချနာဘူဟာလမ်မပေါ်ရှိငပြိုတိုင်းရွာအနီး၌ကမ်ဘလူးခရိုင် အမှတ်၄တရင်နဲ့ကမ်ဘလူးခရိုင်ပါကာဖပါအဖပါလာဖ PDF ပူပေါင်းစစ်ကြောင်းများမှနေမေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာအဂျမ်ဖစ်စစ်ကောင်စီတပ်သား2ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့ကမ်ဘလုခရိုင်အမှတ်၄တရမတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ကမ်ဘလုခရိုင်အမှတ်၄တရမတာဝန်ရှိသူတို့က စစ်ခွေးစစ်ချောင်းထဲကနေထွက်ပြေးလာတဲ့သူတွေတော့မဟုတ်ပါဘူး။နေမေရှင်လင်းကြီးဆောင်ရွက်နေတုန်းဖန်စီရရှိခဲ့တာပါ။အသေးစိတ်ချက်လက်တော့မတိရသေးဘူးလို့ရန်ကုန်ခက်တစ်တရင်ဌာနတို့အကြေပြုပြောဆိုထားပါရယ်။ဖေဖော်ဝါရီလ20ရက်နေ့မှစ၍အကြံဖက်စစ်သားအင်အား300ခန့်ဖြင့်ကမ်ဘလူးမြို့နေဇီကုန်းတကြားဆက်မှရွှေဘူးမစ်ချနာလမ်းမပေါ်သို့စစ်ကြောင်းထွက်လာသော အကြံဖက်စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သားအများပြားထိခိုက်ဒေဆုံးမှုရှိပြီးအထည်နာသောအကြံဖက်စစ်သားများကဒေသနေပြည်သူများကိုဓားစခန်အဖြစ်ဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းနဲ့နေအိမ်များမိရှုဖျက်ဆီးခြင်းတို့လောက်ဆောင်နေရာကြောင့်ပြည်သူတောင်းနှချီထွက်ပြီးတိမ်းရှောင်နေရတယ်လို့သိရှိရပါတယ်ရှင်။ ကိုကရိတ်နဲ့ကလေးမြို့နယ်ရှိဂျေးရွာများကိုစစ်တပ်ကလေးချောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိပြီးစာတင်ကြောင်းနဲ့နေအိမ်များပျက်စီးသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ကရင်ပြည်နယ်ကိုကရိတ်မြို့နယ်ရှိဂျေးရွာများကိုအကြံဖက်စစ်တပ်ကလေးချောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိပြီးစာတင်ကြောင်းနဲ့နေအိမ်များ ဖြစ်စည်းခဲ့ကြောင်း KNU ဒူပလာယာခရိုင်က2025ခုနှစ်မတ်လ6ရက်နေ့ဒီကနေ့တွင်သတင်းထုတ်ပြန်ထားပါတယ်မတ်လ5ရက်နေ့နံနက်အစောပိုင်းတနာယီ30မိနစ်အချိန်ခန့်တွင်အကြံဖက်စစ်တပ်ကတိတ်လျင်တစည်းဖြင့်ကိုဂရိမြူနေအစွန်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတိုက်ခိုက်ခဲ့ရာ အသက်28နှစ်အရွယ်အမျိုးသမီး2ဦးနဲ့အသက်62နှစ်အရွယ်အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိပြီးဂျေးရွာအတွင်းပြည်သူပိုင်နေအိမ်3လုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။မတ်လ4ရက်နေ့မွန်လွေးတနအီခန့်ကလည်းအကြံဖက်စစ်တပ်ကလေရင်ဖြတ်ကော့ပိုရိတ်မြို့နယ်ဗို့တိုင်းဂျေးရွာစတင်ကြောင်းကိုလာရောက်ပုံကျဲတိုက်ခိုက်ခဲ့ရာဗို့တိုင်းဂျေးရွာအသက် 55နှစ်အရွယ်လူငယ်တဦးနဲ့အသက်36နှစ်အရွယ်အမျိုးသမီးတဦးတို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ရပြန်စာတင်ကြောင်းတလုံးအပါဝင် ရေတွင်းရေကန်နဲ့စိုက်ကယ်တစ်စီးထိမှန်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။အကြံဖက်စစ်တပ်ကစစ်ရေးပြတ်မှတ်မဟုတ်သောဘာသာရေးဆောက်အုံများပြီးသူစေယုံစေခန့်များစာတင်ကြောင်းများနဲ့အပြစ်မဲ့အရက်သားပြည်သူများနေထိုင်တဲ့နေရာများကို ပြစ်မှတ်ထား၍ရည်ရွယ်ချက်ရှိရှိလိမ့်လံပုံကျပြက်ခတ်တက်ခိုင်နေကြောင်း KNU ဒူပလာယာခရိုင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလားတူကလေးမျိုးနေရှိဂျေးရွာများကိုလည်းမတ်လ9ရက်နေ့နက်နက်အစောပိုင်းတနအီခန့်တွင်အကြံဖက်စစ်တပ်က White 12 Lane ဆင့်မြောက်စည်းရွာမှမှန်တိုးရွာထိဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ရာနေအိမ်များထိခိုက်ပျက်စီးမှုရှိတော်လဲပြည်သူများထိခိုက်မှုမရှိကြောင်းကလေးမျိုးဒေသတရင်ရင်မြစ်ကသိရှိရပါရှင်။ ကွက်ခိုင်မြို့နယ်မုံစီကျေးရွာအုပ်စုတွင်ရွှေတူးဖော်မှုကိုတွားရောက်ကြမိရာမှာ MNDAA ကစစ်ခဲ့သည့်ဖြင့်ပြည်သူ6ဦးသေဆုံးခဲ့ရာတရားမျှတမှုရရှိရင်ပြည်သူများကတောင်းဆိုထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ချမ်းပီနေမြောက်ပိုင်းကွက်ခိုင်မြို့နယ်မုံစီကျေးရွာအုပ်စုတွင်ရွှေတူးဖော်မှုကိုဒေသခံပြည်သူများကတွားရောက်ကြမိရာမှာ အချင်းများပြီး MNDAA ကစစ်ခဲ့၍ပြည်သူ၆ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။မရှိလ9ရက်နေ့မွန်လွဲတနင်္လာ35မိနစ်အချိန်ရမ်းပင်နေမြောက်ပိုင်းကုတ်ခိုင်မြို့နယ်မုံစီခြေရွာအုပ်စုပင်ခန်းခြေရွာအနီးရွှေတူးဖော်ရေးလုပ်ငန်းခွင်တို့ဒေသခံပြည်သူများကရွှေမတူးရန်တွားရောက်တမ်းမြစ်ခဲ့ရမှာ MNDAA ကတနင်္လာနေ့ပြစ်ခတ်ခဲ့ရာအရက်သားပြည်သူ၆ဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတရင်ရင်မြစ်ကပြောပါရယ်ဒေသခံတရင်ရင်မြစ်ကရွှေတူးတဲ့ဟာရီကြောင့်ရွာသူရွာသားတွေနဲ့ပြည်သူတွေအတွက်တောက်တုံးရီချူရီတဘာဝပတ်ဝန်းကျင်နှိမ့်ညံထိခိုက်လာရင်စိတ်မရပြိုးမရဖြစ်မှာမို့ပထမတော့ကြတယ်သူတို့ကနန်လိန်ချောင်းမှာရွှေတူဖို့လောက်ကြတာဒါတဲ့ကြာသေးကဆက်တူကြတော့တော့ကြရင်နဲ့ကြေတနာတက်ကြပါတယ်နောက်တော့ MNDAA တပ်ဖွဲ့ ယူနီဖောင်းဝတ်တွေရောက်လာပြီးပြစ်ခတ်လို့ပြီးသူယခုနောက်ဆုံး6ဦးသေးတယ်လို့သိရှိရပါတယ်။ဒီလိုပြစ်ခတ်သူတွေဂျူးလွန်သူတွေကိုအရေးယူဖို့ဆန္ဒထုတ်ဖော်တာရှိတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။ရွှေတိုးဖော်ရေးလုပ်ငန်းများကိုနာလေးရွာ၊မန်ပုံရွာ၊မုံစီ၊ဗယန်းခါနဲ့ပင်ခန်းရွာတို့မှပြည်သူများကဒါမြင့်ခဲ့ကြခြင်းဖြစ်ပြီးတိုက်ခတ်မှုကြောင့်ရွာလူကြီး2ဦးနဲ့အရက်သားပြည်သူအမျိုးသား လေးဦးတို့တည်ဆုံခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရင်နာတော့ပါမယ်ရှင်။ Channel Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကုစိတ်နှစ်ပြားကျမ်းမာရှင်လန်းနိုင်ကြပါစေရှင်။